ဆွေလီဒီလီးယူပြည်သက်တွေအတွက်သတင်းနဲ့သတင်းမှုနဲ့ဖော်ပြပေးခြင်းပါရှင်အခုဖော်ပြပေးခြင်းတဲ့သတင်းလေးတစ်ပုဒ်ကတော့တရုတ်ဆောင်မိုင်သရဲထွန်းနဲ့ဇေတဲနိုင်တို့ရဲ့မင်္ဂလာတတန်းနှစ်20ပြည့်အထိမ်းမှတ်နေနဲ့အတူပိုင်သရဲထွန်းရဲ့48နှစ်ပြည့်မွေးနေ့သတုတ္တိတာကျွေးမွေးခဲ့ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်လေးနဲ့ဖော်ပြပေးခြင်းကတော့ပကံမြေမှာချက်ဖို့ကောင်းတဲ့ဆွေးစင်ရဲ့ပုံလေးတွေအတန်းကိုဖော်ပြပေးမှာဖြစ်ပါတယ်ရှင် အခုနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့ဒိတ်ဒိတ်ကျဲဝယ်တဲ့ဘဲ2025ရဲ့မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကျမပြုလုပ်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကြည့်ရတဲ့ AI ပြပြသက်ကြည့်နေကြပါရှင်။ဒီအစီအစဉ်တစ်လေးမှာဆိုလို့ရှိရင်တော့ social media မှာလူပညာရှင်တွေရဲ့ပုံ post တွေသူတို့ရဲ့လူပညာလှူရှာမှုပုံရိပ်တွေနဲ့ပွဲပွင့်ရေးအခမ်းအနားတွေကိုအတူတူတင်ဆက်ပြသပေးသွားမယ့်အစီအစဉ်တစ်လေးပဲဖြစ်ပါတယ်ရှင်။ တရုတ်ဆောင်မင်းသားတလက်ဖြစ်တဲ့ပိုင်စရဲထွန်းရဲ့အသက်48နှစ်ပြည့်မွေးနေ့နဲ့အတူသူတို့ရဲ့အိမ်တော်သက်တမ်းနှစ်20ပြည့်မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်သုတိတာကျူးမွေးပြီးအလှူလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပိုင်စရဲထွန်းရဲ့ Facebook မှာတွေ့မြင်ရပါပြီဖြစ်ပါတယ်ရှင်။ကဲဒီလောက်နှစ်ပေါင်း20တိုင်အောင်ပျော်ရှင်ကောင်းပျော်ရှင်ဖွယ်ကောင်းနဲ့မိသားစုနဲ့အရင်ချက်ဖို့ကောင်းနဲ့တမိလေးဒါလေးတွေပိုင်ဆိုင်ထားတဲ့ပိုင်စရဲထွန်းအတွက်မွေးနေ့ဆုတောင်းလေးနဲ့မင်္ဂလာနှစ်ပတ်လည်အင်နီဘာစီအတွက်ဆုတောင်းလေးတွေလည်းရေးပေးခဲ့ပါအောင်ရှင်။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့လက်တလုံးမှာပြိတ္တဆက်ဝင်စားမှုအမြင့်တဆုံးဖြစ်နေတယ်ဆိုပြီးတစဉ်တရာသူ့ရဲ့ blog အနေနဲ့သူ့ရဲ့ relay တွေကိုမြင်တွေ့ရမှာပါပကံမြေကိုရောက်နေလက်ဆိုပြီးတစဉ်ရဲ့အလှပုံရိပ်ကလေးတွေဆိုရင်လည်းအရန်ကိုအတဝင်လက်ပါလို့နေပါတယ်ဒီတက်ပုံလေးတွေဘယ်သူတွေရိုက်ပေးရဖြစ်မလဲဘယ်သူရိုက်တာကောဖြစ်မလဲပြိတ္တခံမှန်းတလို့တကယ်ပဲပြိတ္တထင်မှတ်ထားတဲ့သူကပဲတက်ပုံလေးတွေရိုက်ပေးထားလားအရှင်အထပ်ပို့ပြီးတော့လှနေတဲ့ဆိုပြည့်ရဲ့တက်ပုံလှလေးတွေကိုဖျက်ပြပေးလိုက်ပါရစေ အခုနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့ဒိတ်ဒိတ်ကျဲဝရင်ပွဲ2025ရဲ့မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ရှင်။အဆိုပါမိတ်ဆက်ပွဲအခမ်းအနားကိုတော့နေ့လယ်ပိုင်းမှာရန်ကုန်မြို့စကိုင်းစားဟိုတယ်မှာကျင်းပခဲ့တယ်လို့သိရှိရပြီးတော့ဒိတ်ဒိတ်ကျဲဝရင်ဖော်ပွဲကြီးကိုတော့လာမယ့်ဇွန်လ6ရက်9ရက်10ရက်3ရက်တန်တိုင်းစကိုင်းစားဟိုတယ်မှာ အထူး promotion နေနဲ့ကြီးကြပ်ခမ်းနားစွာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အထူးအစီအစဉ်နေနဲ့တခဲရဲ့ wedding fair တစ်ခုအနည်းအရသာပေါ့အောင် wedding ဆိုင်ကမ်းများစွာကိုတနင်္လာနေ့မှာဝင်ရောက်လည်လာနိုင်ပြီးတော့ညပြလှတဲ့ promotion နေနဲ့အတူမိမိရဲ့ wedding တစ်ခုလုံးကိုအစားအဆုံးစီစဉ်နိုင်မှာဖြစ်ပါတယ်ရှင်။ wedding service promotion များကိုလည်းတိုင်းသားရဲ့ဒီ၃ရက်တာအတွင်းမှာအထူး promotion အနေနဲ့ပေးသွားမှာဖြစ်ပြီးလာရောက်တဲ့သူတွေအကုန်လုံးကိုလည်း lucky draw အစီအစဉ်တွေကိုရရှိမှာဖြစ်ပါတယ်။ဒါအပြင်တရုတ်ဆောင်အစိုးရစိန်လင်းရဲ့ တူဒေးဝယ်ရင်စတူဒီယိုရဲ့ဒူးစပယ်ရှယ်တစ်စကောင်းနေနဲ့ဒူးသူ့ရဲ့ဆိုင်ငန်းလေးကိုလည်းပါဝင်ပြသသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့သူများလည်းဒီဝယ်ရင်ဖက်ပွဲကိုတော့ရောက် join လို့ရပါတယ်ရှင် PX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာပြီးစုပတ်သေးထားပြပါဦးနော်။